နစတိရာစုအတွက်နိုင်ငံရေးအမြော်မြင်အပိုင်းနှစ်ချောက်အထက်တွင်နိုင်ငံတကာရေးရံနှင့်ပတ်သက်၍ကျွန်တော်တို့အမြင်ကိုအကျဉ်းချုပ်တင်ပြခဲ့ပါသည်ပြည်တွင်းရေးနှင့်ပတ်သက်သည့်အမြင်ကိုဆက်လက်တင်ပြပါမည်တိုင်းပြည်အနေနှင့်ဖြည့်ရှင်းရမည့်ပြဿနာကြီးများရှိနေပါသည် ဤပြဿနာကြီးများကိုမရှင်းနိုင်လျင်တိုင်းပြည်နေနဲ့ကွဲပြောက်သွားမည်မဟုတ်တော့လဲအဆင့်အတန်းမှမူအလွန်အမင်းထက်မှန်နှိမ့်ကျသွားပါလိမ့်မည်။ယခုပင်လည်းအဖက်ဖက်ကနှိမ့်ကျနေပြီဖြစ်၍ထက်မှန်နှိမ့်ကျလျင်ကမ္ဘာနိုင်ငံရေးစီးပွားရေးမျက်နှာမှာကွဲပြောက်သလောက်ဖြစ်သွားပါလိမ့်မည်။ကမ္ဘာစံချိန်အာရှစံချိန်မပြောနဲ့အရှိတောင်အာရှစံချိန်ရပင် နောက်တန်းရောက်နေပါပြီ။တိုင်းပြည်အဆင့်အတန်းမှာဆက်လက်၍လည်းနှိမ့်ကျနေစေဖြစ်ပါသည်။ ို့သောဖျားသည်မှာဘယ်သူမပြုတ်မိမိမှု ဖြစ်ပါသည်ပြတနာကြီးများတည်ရှိနေရဖြစ်ပါသည်ပြတနာကြီးများမှာ၁နိုင်ငံရေးအကျက်တဲပြတနာ၂စီးပွားရေးအကျက်တဲပြတနာ၃လူမှုရေးအကျက်တဲပြတနာဟူ၍အဓိကခွဲခြားနိုင်ပါသည်နိုင်ငံရေးအကျက်တဲပြတနာခေါင်းစည်းကြီး အောက်တွင် အောက်ပါ ပြတနာများရှိပါသည်ရွေးကောက်ပွဲနိုင်ထသောမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကို နိုင်ငံရေးအဆင့်နေရာမပေးလို့ပဲနိုင်ငံရေးအရဥချိုးပစ်နေတဲ့ဖြင့်ဖြစ်နေရသောနိုင်ငံရေးအကျက်တဲဒီမိုကရေစီရေးအမျိုးသားဒဏ်ယူရေးသွေးစည်းရေးတို့ကိုမှန်မှန်ကန်ကန်မဖြေရှင်းနိုင်တဲ့ဖြင့်ဖြစ်နေရသောပြည်တွင်းစစ်ပြဿနာနဲ့စစ်တိုက်သည်လည်းမဟုတ်ငြိမ်းချမ်းရေးလည်းမမီသောပြည်တွင်းစစ်တပိုင်းပြဿနာများစစ်အာဏာရှင်စနစ်ကို ရုပ်သိမ်းရေးပြဿနာစသည်လို့ဖြစ်ပါသည်စီးပွားရေးအကျက်တဲပြဿနာခေါင်းကြီးအောက်တွင် ဆက်မှုထုတ်လို့ရကြပြင်းရင်ကြနေသည့်ပြဿနာမြေရှင်စနစ်အကျွမ်းကြံများကြောင့်ဖြစ်နေသည့်လေယာထုတ်လို့မှုကြဆင်းသည့်အကျက်တဲပတ်ဝန်းကျင် ထိန်းသိမ်းမှုမလုံလောက်တကယ်လုံးလုံးမရှိသဖြင့်ဖြစ်ရသော ထုတ်လို့ရအကျက်တဲစသည်တို့ဖြစ်ပါသည်လူမှုရေးအကျက်တဲပြဿနာ လူမှုရေးအကျက်တဲပြဿနာခေါင်းကြီးအောက်တွင်ပညာရေးအကျက်တဲကျမ်းမာရေးအကျက်တဲစာပေလွတ်လပ်မှုမရှိသဖြင့်ပေါ်နေရသော အကျက်တဲပေါင်းစုံ အမျိုးသားညီချင်းမှုကွယ်ပြောက်စပြုနေခြင်းဇရိုက်တမန်တိုင်းပြက်ပြားနေခြင်းစသည်များဤအကြက်တဲများကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့်ဝိုင်းဝန်းဖြည့်ရှင်ရပါမည်စေအိုစုကဂိုင်းကနစိတ်ဖြင့်တိုင်းပြည်တိုးတက်နေသားပဲဟုမျက်စိမ့်မိတ်မငင်းစေလိုပါပဂရိဖြစ်မှန်ကိုအတိအမှတ်ပြုရပါမည်စီးပွားရေးအဆင့်နေရာမရှိလျင်နိုင်ငံရေးအဆင့်နေရာလည်းမရှိနိုင်ပါနိုင်ငံရေးအကြက်တဲကိုအရင်ဆုံးရှင်းမှ စီးပွားရေးဖွံ့ဖြိုးစေရန်စောင့်ချလုပ်နိုင်ပါမည်မိမိအဆင့်နေရာမရှိပါကအချောက်ချအာဏာကိုအထိပါခံရတတ်ပါသည်အရင်းရှင်စနစ်ကဘာအနှံ့ဖြတ်ကျက်နေသောခေတ်တွင်အမေရိကန်နယ်ချိတ်ကကဘာတဦးဒီသော ပလိကြီးဖြစ်ခံယူထားသောကာလတွင်အချောက်ချအာဏာနှင့်နယ်မြေတည်ထန့်ပြည်စုံမှုတို့ကိုလွယ်လွယ်နှင့်အထိပါခံရတတ်ပါသည်ခွန်ဒုတိယကမ္ဘာစစ်အပြီးတွင်လွတ်လပ်သောအမျိုးသားနိုင်ငံတော်များအစီအကြီးပေါ်ထွက်လာပါသည် ထိုတိုင်းပြည်တိုင်းလောက်တွင်သမိုင်းကချွင်းချံခဲ့သောပြဿနာများကြံခဲ့ပါသည်အချို့ပြဿနာမှာကြီးပါသည်နှစ်နိုင်ငံသို့မဟုတ်နိုင်ငံအများပြပါဝင်ပတ်သက်နေသည့်ပြဿနာဖြစ်ပါသည်ဥပမာကက်ရှမီးယားတရုတ်တောင်ပင်လယ်ကျွန်းစုများအရှေ့တီမောကျွန်တော်တို့တိုင်းပြည်မှပြည်တွင်းစစ်ပြဿနာကိုသမိုင်းကချွင်းချံခဲ့သောပြဿနာဖြစ်လေရှုမြင်လို့ကရှုမြင်နိုင်ပါသည် သို့သောအဓိကအားဖြင့်ပြည်တွင်းပြဿနာဖြစ်ပါသည် ပြည်တွင်းနိုင်ငံရေးအင်အားစုများအမျော်မြင်ပြေဝလျင်ဖြည့်ရှင်းနိုင်သည့်ပြဿနာဖြစ်ပါသည်ကျွန်တော်တို့ရှေ့တွင်သမိုင်းကထွန်းချံခဲ့သောနှိုင်းရှင်ကြက်ရမကြီးမားသောနေကြပြဿနာတချို့ရှိပါသည်တရုတ်နှင့်ပြဿနာမှာဖြည့်ရှင်းပြီဖြစ်ပါသည်သို့သော ထိုဖြည့်ရှင်းပြီပြဿနာကိုပင်ထိုင်ဝမ်ရှိ KMD အစိုးရကလက်မခံပါသူတို့၏ထိပ်ပိုင်းဖြတ်ထားသောဗမာပြည်မြေပုံကိုအသုံးပြုမြဲပြုနေပါသည်မြေကြီးနားထက်ပတ် တိတိရည်ရည်ဖြတ်ထားသောမြေပုံဖြစ်ပါသည်။အာရှတိုက်သည်ယဉ်ကျေးမှုစောစည်းစွာထွန်းကားရာဒေသပရိသတ်နိုင်ငံတော်များအတိအကျရှိနေသည့်ဒေသဖြစ်ပါသည်။နယ်မြေသည့်ဒေသစိမ်းမဟုတ်ပါ။ထို့သို့သောနေရာမျိုးတွင်အမေရိကအာဖရိကတို့ကဲ့သို့တပြောင်တည်းဖြစ်နေသောနယ်စပ်မြင်းမရှိနိုင်ပါ။သို့သော KMD ကစိတ်မှန်းဖြင့်ရမ်းပြီးဗမာပြည်ထိပ်ပိုင်းကို ဖြတ်ယူထားပါသည်။ သူတို့ဤမြေပုံကိုယခုအကျယ်ပြန့်ဖြန့်နေပါသည်ကျွန်တော်တို့အမျောမြင်ရှိရှိဖြင့်ကန့်ကွက်တားဆီးရပါမည်သတိကြက်ကြက်ထားတဲ့ပါသည်အိန္ဒိယဘင်္ဂလားဒေ့ရှ်တို့နဲ့နေကြာမြန်မာအခြေခံအဖျင်းသတ်မှတ်ပြီးဖြစ်သည်ဟုယူဆရပါသည်ချစ်ကြည်အေဂျင့်စွာဖြည့်ရှင်းနိုင်သည့်ကိစ္စလည်းဖြစ်ပါသည်ငြိမ်းချမ်းနေလျင်နှစ်နိုင်ငံဤနေဆက်များအလွယ်တကူပြီးပြေအောင် ဖြည့်ရှင်းနိုင်ပါသည်ပြဿနာဖြစ်နေသည်မှာထိုင်းနှင့်ဖြစ်ပါသည် တည်တနာကိုနှစ်နိုင်ငံမှ အုပ်စိုးသူများက မကြီးကြီးအောင်ချဲ့နေကြပါသည်ပြည်သူများဒေါသများဦးကိုမိမိအပေါ်မရောက်စေဘဲတစ်ဖက်သို့လှည့်ပေးလိုကြပါသည်ဗမာပြည်တွင်ပြည်တွင်းစစ်ပြဿနာရှိသလိုထိုင်းတွင်လည်းစီးပွားရေးကျဆင်းသည့်ပြဿနာ IMF ဟေဂါကြီးကူထုံးတို့ကြောင့်ပြည်တွင်းပြဿနာတက်နေပါသည်နှစ်နိုင်ငံမှပြည်သူများသည် အုပ်စိုးသူများပေါ်ဒေါသပုံထနေပါသည် ထိုဒေါသကိုမျှဦးလှည့်သွားစေရန်နေကြာကိစ္စကို မလိုအပ်ဖဲပုံကြီးချဲ့နေကြခြင်းဖြစ်ပါသည်။တမိုင်းမှပုံကူများကိုပင်အသုံးပြု၍ဒေါသကိုဆွပေးနေကြပါသည်။ဗမာပြည်မှဘရင်နောင်ရုတ်တုကိုတဖက်သားမခံနိုင်အောင်နယ်ဇက်တွင်တိဆောက်ပါသည်။ထိုင်းကလည်းဘရက်နရီရုတ်တုဖြင့်တုံ့ပြန်သည်ဟုသတင်းတရက်ကဆိုပါသည်။ဤသို့လုံနေခြင်းသည်နှနိုင်ငံပြည်သူများအတွက်အကျိုးမရှိပါ။အမျောအမြင်မရှိသည့်လုံရက်ဖြစ်ပါသည်။ပွဲဆူသည်လူသည့်နေချေသမားများကိုသာအကျိုးပြုပါလိမ့်မည်။ ဥရောပနယ်ချေသမားလက်ဟောင်းများသည်နှစ်နိုင်ငံကြားနယ်မြေများအတွက်သမိုင်းစဉ်ဆက်ပြဿနာတက်ကာစစ်ပွဲများတစ်ချိန်ချင်းတိုက်ခဲ့ပါသည်ဥပမာပြင်သစ်ဂျာမနီနယ်ကြားရှိအဲဆက်နှင့်လော်ရိန်နယ်ပြဿနာပြင်သစ်အီတလီနယ်ကြားရှိဆာဗိုင်းနယ်ပြဿနာယခုမူနယ်ကြားဒေသပြဿနာများကိုပြည်ပုံကားချကဥရောပသမဂ္ဂလုပ်နေကြပါပြီကျွန်တော်တို့သတိပြုသင့်သည့်အချက်မှာအင်္ဂလိပ်သည်အမေရိကန်ကိုမှီကိုပြီးလူတွင်ကျယ်လုပ်နေပါသည် ဆူအက်စ်တူးမြောင်းရှေ့ဘက်သို့တိုးဝင်နေပါသည် အင်္ဂလိပ်မှာ Empire ရှေ့ဟောင်းဖြစ်၍အိန္ဒိယဗမာပြည်တို့တွင် လူမှုရေးအခြေခံကြီးကြီးမားမားရှိပါသည်၈နိုင်ငံရေးပြဿနာများကိုသာတင်ပြလိုရင်းဖြစ်တော်လဲဆက်ဆက်စဉ်းစားရန်လိုသည့်နိုင်ငံက စီးပွားရေးကိစ္စကိုလည်းအနှဲငယ်တင်ပြပါမည်မျက်မှောက်ခေတ်တွင်19ရာစု20ရာစုမှနေချက်ကျူးကျော်မှုမျိုးကိုမမျှော်လင့်နိုင်ပါ ကိုလိုနီစနစ်ဟောင်းကိုမြည်သည့်နေချက်သမားကမှပြန်လဲလောက်ရန်စိတ်ကူးကြပုံမပေါ်ပါသူတို့လုံနေပုံမှာစီးပွားရေးအရချုပ်ကန်ခြင်းဖြစ်ပါသည်တရကပြပါမည်ငွေကြေးဈေးကစားသူများနိုင်ငံရေးရာသူတို့သည်နေချက်ဝင်ဝိုင်းကပင်ဖြစ်သည်ငွေကြေးဈေးကစားသူများကကြားအမိခံများကိုကြားနာဖြစ်စေရန်လှုပ်လိုက်သည် IMF ကဝင်းခဲ့သည် IMF မှာ American Organization G7 နိုင်ငံများ၏အသုံးတော်ကံဖြစ်သည် ကုလသမဂ္ဂကိုပေးရန်ရှိသည့်ငွေကိုမပေးသည့်အမေရိကန်သည် IMF အတွက်ဆိုရင်မြန်မြန်ပေးသည် IMF ကဝန်ကယ်ပြီးဆိုရင် အကယ်ကံတိုင်းပြည်အခြေခံလူထမ်းသားများဒုက္ခရောက်သည်နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ내ချက်ကုမ္ပဏီကြီးများအတွက်အကွက်ကောင်းဖွင့်ပေးသည်အချုပ်ကြအာဏာထိပါးခံရသည် လူမှုမငြိမ်သက်မှုများဖြစ်သည် IMF ကကဲတင်သည့်ဆိုသည်မှာလဲတင်းကျပ်သည့်စည်းကမ်းများဖြင့်ငွေထုတ်ချေခြင်းဖြစ်သည်ထို့ကား ထွက်သွားသောငွေများပြန်ဝင်လာသည် စီကံချက်အသည့်များရပြန်ဝင်ခြင်းဖြစ်၍အရင်အနည်းတင်ပို့သူများအတွက်အကျိုးအလွန်ရှိသည်အကယ်ကံတိုင်းပြည်အခြေခံစီးပွားရေးလုပ်ငန်းများကိုဈေးပေါပေါနှင့်အချောင်နှိုက်နိုင်သည်ဤကားမျက်မှောက်ခေနယ်ချက်စနစ်၏အထွက်ခက်အဝင်ခက်နှစ်ဖက်သွားလွှစီးပွားရေးအကွက်ဖြစ်သည် တိုက်ရိုက်ကိုလိုနီလောက်ရသည့်ထက် တွက်ချီကြိုက်သည်တိုက်ရိုက်ကိုလိုနီလောက်နေရင်အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို နှိမ့်နေရသည်နှင့် စီးပွားရေးတွက်ချီမကဲလာပေ။ဗီယက်နမ်တွင် ပြင်သစ်အမေရိကန်ကျုံတို့နှစ်ဖူးကွဲဒူးကွဲဖြစ်ရမည်။မျက်မှောက်ခေနေချက်စနစ်မှာ စီးပွားရေးအရနေချက်ချင်းဖြစ်သည်။မိမိ၏အမျိုးသားစီးပွားရေးအခြေမခိုင်းလျင်ဒုက္ခလှလာကြီးတွေ့မည်။အမိခိုမကင်းသော စီးပွားရေးဖြစ်နေလျင်အချုပ်ချာအာနာဆိုသည်မှာအမိကန်သာဖြစ်တော်မည်။လွတ်လပ်စွာ အမိကိုကင်းစွာနိုင်ငံရေးဆုံးဖြတ်မှုရှိမည်မဟုတ်။နေချက်အေယာမကော်မတီကြီး အေယာမကော်ပိုရေးရှင်းကြီးများ၏အလိုကျတာအမြဲတမ်းလုပ်ရတော်မည်မလေးရှားအစိုးရကယူဂိုစလာဗီးယားကိစ္စတွင်နေတိုးဘက်မှဗတ်လိုက်ခဲ့ရသည်ကိုကြည်ပါမွတ်စလင်ချင်းဖြစ်၍ဟုအကြောင်းပြ၏အခြားမွတ်စလင်တိုင်းပြည်များကသူ့လိုမလုပ်ကြပါပြည်တွင်းစီးပွားရေးနိုင်ငံရေးအကျက်တဲကြီးသဖြင့်အမေရိကန်အပါအဝင်နယ်ချဲ့နိုင်ငံများကိုနိုင်ငံရေးအရလက်ထိုးရခြင်းဖြစ်နိုင်သည်သူက IMF ကိုတော့လက်မခံပါအမေရိကန်၏စီးပွားရေးအင်အားသည် သူမတူအောင်ကြီးမားပါသည်ဒုတိယကမ္ဘာစစ်ပြီးစကဆိုလျက်တစ်ကမ္ဘာလုံးစီးပွားရေးထုတ်လုပ်မှု35ရာခိုင်နှုန်းပင်ရှိပါသည်ယခုကျသွားသည်ဆိုတော့လဲ GDP မှာတစ်ကမ္ဘာလုံး၏၄ဘုံတဘုံရှိနေပါသည်သူဤစီးပွားရေးဩဇာဖြင့်နိုင်ငံရေးဩဇာရယူနေခြင်းဖြစ်ပါသည်ကျွန်တော်တို့တိုင်းပြည်အမျိုးသားစီးပွားရေးမှာ အခြေခံမခိုင်လားရိုင်းနေနေဖြစ်ပါသည် RDC ဖြစ်ရသည်မှာဂျပန်ကအကြံပေး၍လောက်ရသည်တကယ်ကအခြေအနေဒီလောက်မဆိုးလာပါဟု ယခုတက်နေသောစစ်ကောင်းဆောင်များမရေတရေပြောတမ်းကြားရပါသည်သူတို့ပြောသည့်အတိုင်းမှန်မှာကစီးပွားရေးမလွတ်လပ်လျင်နိုင်ငံရေးလွတ်လပ်မှုပါ ထိပါခံရသည့်တာလကတစ်ခုဖြစ်၏ပြည်တွင်းနိုင်ငံရေးတည်ငြိမ်လျင်ပြည်တွင်းငြိမ်းချမ်းရေးရှိလျင်အခြေခံမျိုးသားစီးပွားရေးတောင့်တင်းစေရန်ဝိုင်းဝန်းကြိုးပမ်းနိုင်ပါလိမ့်မည်တောင့်တင်းသည့်မျိုးသားစီးပွားရေးအခြေခံကိုပြည်ပရင်းနှီးဖြင့်ပေါင်းဆက်ပေးခြင်းဖြင့်သာ ကိုလိုနီသည့်ဤထိုးနှက်မှုကိုကြံ့ကြံ့ခံနိုင်မည်ဖြစ်ပါသည် ကိုနေချက်ဆန့်ကျင်တာဝန်သည်ဗမာပြည်အတွက်အမှန်ပင်တည်ရှိနေပါသည်ကဘာကြီးသည်လည်းမတည်ငြိမ်သေးပါနိုင်ငံတကာမှအပြောင်းလဲများသည်လည်းမြန်ဆန်ပါသည်ဤချိန်တွင်နိုင်ငံတိုင်းသည် မိတ်ဆွေဟောင်းများဖြင့်ချစ်ကြည်ရေးကြန့်ခိုင်စေရန်နှင့်မိတ်ဆွေသည့်ရှာခြင်းများလုပ်နေကြပါသည်ကျွန်တော်တို့တိုင်းမြန်မာမှုကနိုင်ငံရေးအကျက်တဲရှိနေပြီသူတို့လိုမလုပ်နိုင်ပါနိုင်ငံတကာလှုပ်ရှားမှုတွင် အမြန်ပါဝင်နိုင်စေရန်နိုင်ငံရေးအကျက်တဲကိုဖြည့်ရှင်းပြရပါမည်။သို့မှသာ မိတ်ဟောင်းမြတ်နှင့်ချစ်ကြည်ရေးကြံ့ခိုင်စေခြင်းနှင့်မိတ်သည်များရှာဖွေခြင်းပြုနိုင်ပါမည်။ပြည်သူများ၏ထောက်ခံမှုကိုလည်းရနိုင်ပါမည်။နေချဲနိုင်ငံအစိုးရများ၏ဝိုင်းပယ်ခြင်းကိုအစိုးရလွန်ကာကြောက်လန့်စရာမလိုပါ။ထိုနိုင်ငံများမှပြည်သူများ၏စာနာထောက်ခံမှုကိုကရရှိရန်အားထုတ်ရပါမည်။ပြည်သူများသည်နယ်ပိန်းတို့များမဟုတ်ပါ။ တာမန်စင်းစားဉဏ်ပြည့်ဝသူများဖြစ်၍တရားမျှတမှုကိုထောက်ခံကြမည်ဖြစ်ပါသည်။နယ်ချဲ့ဆန့်ကျင်ရေးလုပ်မည်ဆိုလျင်တမျိုးသားလုံးကိုစည်းရုံးနိုင်ရပါမည်။အလွန်ကြီးမားသောတန်ဖိုးကိုပိတ်ဆက်ရသည့်တိုက်ပွဲဖြစ်၍ဆုံးဆုံးဆွတ်လွတ်နိုင်သောတတ်တိကို မွေးမြူပေးရပါမည်။ဗီယက်နမ်ပြည်သူများပိတ်ဆက်ခဲ့ရသည့်တန်ဖိုးကို လေ့လာကြည့်လျင်မြည်မြတ်တန်ဖိုးကြီးကြောင်းသိနိုင်ပါသည်။စစ်အစိုးရလုပ်သလိုချိန်ကြောက်ချော့မြူပြီး အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆန့်ကျင်ရေးလူမှုဆန္ဒပြပွဲတက်ခိုင်းသည်နှင့်မတူပါ။နေချက်ဆန့်ကျင်ရေးအစ်စ်မှန်လုပ်မည်ဆိုပါကစီယုံနိုင်သမျှသောအင်အားကို စီယုံရပါမည်။မိမိအားဆန့်ကျင်သူကိုပင် စီယုံရပါသည်။အင်္ဂလိပ်နေချက်ဆန့်ကျင်ရန်ဦးစောကိုပင်သွားပြီးစီယုံရပါသည်။ဟင်္ဒရာဦးမြပျော်ဝဲဦးမြတို့သည်ဖဆပါလာနှင့်လက်တွဲမဖြုတ်ခဲ့ပါ။ဒီကုမူစစ်ဆိုးရသည်သူ့ကိုဆန့်ကျင်သူမှန်သမျှကို နေချက်လက်ဝကံလက်ပါစေဟုပါဇက်အနာမပေးပဲဆဲရည်နေပါသည်ဤဒီမှာစစ်အစိုးရ၌အမျောအမြင်မရှိခြင်းကို ပြပါသည်ယခင်ကဖက်စစ်ဆန့်ကျင်ရေးကိုတက်မတော်ကရှေ့ဆောင်ခဲ့တဲ့ကဲ့သို့မျက်မှောက်နေချက်ဆန့်ကျင်ရေးကိုလည်းတက်မတော်ကရှေ့ဆောင်မည်ဟုသော အပြောမျိုးကြားရပါသည်ဖက်စစ်ဒေါ်လာရေးကိုတက်မတော်ကရှေ့ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းလူတိုင်းသိပါသည်ဘူအောင်ဆန်းဖားစပါလခေါင်းဆောင်ဖြစ်နေခြင်းမှာကိုအောင်ဆန်းဘဝ သခင်အောင်ဆန်းဘဝရဲဘော်အောင်ဆန်းဘဝနောက်ဆုံးဘိုးအောင်ဆန်းဘဝဖြင့်သူထမ်းဆောင်ခဲ့သောတာဝန်များနဲ့သူဤအစဉ်လာရခေါင်းဆောင်ဖြစ်လာခြင်းဖြစ်ပါသည်ဖာစာပါလာခေါင်းဆောင်လုံးမီကြံသောအခါတွင်လည်းတက်မှထွက်ခဲ့ပါသည်ဤတတ္တိမျိုးလက်ရှိစစ်ခေါင်းဆောင်များမွေးတင်ပါသည်ထိုင်းမှစစ်ဗိုလ်များလှုပ်တလောက်များ မလုံနိုင်လင်အမျိုးသားနိုင်ငံရေးဥဆောင်မှုအခန်းကို မမျှော်မှန်းတယ်ပါ။တဆယ် 21ရာစုနိုင်ငံရေးအမျိုးမြင့်အဆိုပြုချက်ကိုပြည်သူအာဏာစာရီးဖွဲ့အနေဖြင့်တင်ပြခြင်းဖြစ်ပါသည်ကြိုက်သည်ကို ယူမကြိုက်သည်ကိုပယ်ကြရန် ဖြစ်ပါသည် တိုင်းကျပြည်ကျနိုင်ငံရေးအင်အားစုများ၏ပြန်လည်အဆိုပြုချက်များဖြစ်ဆွတ်ချက်များကိုကြိုဆိုပါသည်တကမ္ဘာလုံးရှိ နိုင်ငံအလက် အငယ်များမှ GDP များနဲ့နှိုင်းစာလျင်ဗမာပြည်၏ GDP မှာပြောပလောက်အောင်မရှိပါဤဒီမှာ ကမ္ဘာစီးပွားရေးထုတ်လုပ်မှုကုန်သွယ်မှုတဲမှတစတစပျောက်ွယ်တော်မူအန္တရာယ်ကို ဖော်ပြနေခြင်းဖြစ်ပါသည်။အာရှစီးပွားရေးအကြက်တဲတွင်ဗမာပြည်အကြမနာလပါဟုပြောခြင်းသည် မိုက်မဲမှုတစ်မျိုးဖြစ်ပါသည်။လေကားအောက်ဆုံးထက်မှကြသူသည် ထိတ်အဆင့်အလဲအဆင့်မှကြသူလောက်အကြမနာနိုင်ပါ။လူမှုရေးတည်ငြိမ်သည်ဟုပြောနေခြင်းမှာလဲထက်ဆင့်မိုက်မဲမှုဖြစ်ပါသည်။ဂျပန်ဖက်စစ်ခေတ်က လူမှု၏တည်ငြိမ်မှုမျိုးကိုကြုံဘူးလျင် ထိုတည်ငြိမ်မှုမျိုးတည်ငြိမ်နေခြင်းဟုပြောပါလိမ့်မည်ဂျပန်ကင်းဆောင်စစ်သားတွေ့လျင်လူတိုင်းကခါကိုဂျပန်ပုံစံကြအောင်ညှစ်ပြီးအလေးပြုရပါသည်မညှစ်လျင်ပားရိုက်ပါသည်ဂျပန်စစ်သားစစ်ဘိုလ်လမ်းမှာတွေ့လျင်လည်းအလေးပြုရပါသည်ထိုစဉ်ကလူလူဆန္ဒပြပွဲမရှိပါ အားလုံးကဂျပန်ကိုဥညွတ်ရပါသည်ယခုခေတ်တွင်နာဝဒနာဖဗိုလ်ချုပ်များကို လက်အုပ်ချီကြိုးစို့ရသလိုမျိုးဖြစ်ပါသည်ထိုတည်ငြိမ်မှုကတမျိုးသားလုံးကြိတ်မိတ်စူဆောင်းထားသည့်ဒေါသကိုအခွင့်ကြုံသောအခါအပြင်းအထန်ပေါက်ကွဲစေပါလိမ့်မည်ကျွန်တော်တို့၏ဆန္ဒမှာ20ရာစုနှစ်မှာနိုင်ငံရေးမတည်ငြိမ်မှုနှင့်ပြည်တွင်းစစ်ကို21ရာစုသို့တည်ဆောင်မသွားရေးဖြစ်ပါသည်ထို့သောဆန္ဒသည်ဆန္ဒစွဲတတ်တတ်ဖြစ်သွားတတ်ပါသည်ထို့သောမဖြစ်စေရန်ဤနိုင်ငံရေးမျှော်မြင်မှု အဆိုပြုတင်ပြရခြင်းဖြစ်ပါကြောင်းစာရီးဖွဲ့ပြည်သူအားလား